မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိန်းတိုက်ပွဲတရင်ကတော့စကိုင်းတိုင်းကလေးမြို့နယ်နှောညောင်ပင်ကျေးရွာပြူစောတိနယ်စစ်တပ်အထိုင်းစကန်းကိုတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးပြီး2ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ9ရက်နေ့ကစကိုင်းတိုင်းကလေးမြို့နယ်နှောညောင်ပင်ကျေးရွာပြူစောတိနယ်စစ်တပ်အထိုင်းချထားတဲ့စာတင်ကျောင်းစကန်းကိုတော်လိုင်းတပ်များကစူပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကတက်ကြတအူး စစ်သားတအုပ်နဲ့ပြူစောတိလေးဦးတေဆုံးသွားပြီးတော့ပြူစောတိတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာတော်လိုင်းတပ်များအထိကဲအကြဆုံးမရှိပဲတအုပ်တော့ဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်။စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းများကိုလည်းတင်းစီရရှိပြီးတော့တင်းစီရရှိတဲ့လက်နက်တွေဟာ BA100 တလက်၊ G3 နလက်၊ကာပိုင်၄လက်၊60မမ G စက်နက်ဖူး၊ကာပိုင် G 1185တောင်း 7.62G 509000 5.56G 98000တောင်းနဲ့ Granite နှလုံးတို့ကိုရရှိခဲ့ကြအောင်တရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ TNL ကတင်ပိုက်ထားတဲ့မိုးကုံမြို့နယ်ကြောင်မဲမြို့တို့ကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်များနဲ့ဒီကနေ့မနက်ပိုင်းမှာတစ်ချိန်တည်းမှာတင်ဘုံများကျဲချခဲ့တဲ့အတော့အ ਨੇ စုံပြည်သူ၃ဦးသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇွန်လ8ရက်နေ့မနေ့9နာရီဝန်းကျင်အချိန်မှာမိုးကုံမြို့အနောက်ပိုင်းခေါင်းပါရှူစတင်ကျောင်းအနီးကိုလေရင်နဲ့ပေါင်900ဘုံတလုံးကျဲချသွားတယ်လို့သိရပါတယ်ဘုံကျဲချမှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးအများပြားဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်ဘုံကျဲပြီးသွားတော့အိမ်နေပျက်စီးသွားပါတယ်ဘုံကရန်ကိုပြင်းတယ်ပေါင်900ဘုံလို့ပြောတယ်တည်တဲ့သူတွေကတော့အခုလောလောဆယ်သိရတာ၃ဦးဒီထက်ပိုပြီးတော့များနိုင်ပါတယ်အိမ်တွေအပျက်စီးတွေကြားထဲမှာအလောင်းတွေရှိနေနိုင်တယ် ငိုတံတွေကြားနေရတယ်ကျောင်းသားမှာဆိုတော့ကလေးနဲ့လူကြီးတွေလည်းထိနိုင်တယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲမနေ့ကမနေ့9နာရီဝင်းကျယ်အချိန်မှာကြောင်မဲမြို့ငိမ့်ချိုင်ဂုံအနီးကောင်းရွာသွားတဲ့လမ်းပေါ်မှာရှိတယ်နာတာလာရုံးကိုလေရင်နဲ့ဘုံနဲ့ချိန်ကျဲချခဲ့ရာတင်းဆုံးထိခိုက်မှုများရှိနိုင်ကြောင်းကြောင်မဲမြို့ကပြည်သူတို့ကပြောပြထားပါတယ်ဇွန်လအတွင်းမှာလည်းအကြမ်းမဆစ်ကောင်းစီကကြောင်မဲမြို့ကိုလေကြောင်းတက်ခတ်မှုများဇက်တိုက်လှုပ်ဆောင်ခဲ့တဲ့အတွာပြည်သူ9ဦးထက်မနေ့တင်းဆုံးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းနမောက်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတိုက်ခတ်ရာစစ်ခွေးတွေဘက်က၃កောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့မှာနမောက်မြို့နယ်အရှိချမ်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝမ်ဘဲအင်းကျေးရွာနဲ့ကလရှင်ကျေးရွာကြားမှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ပြီးတော့၄၀မှမှဘုံများနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျာ။ ၎င်းတက်ခတ်မှုအတွင်မှာအကြမ်းဖက်စစ်ခွေး၃កောင်တေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများပြားကတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေကစစ်ကြောင်း၃ကြောင်ခွဲပြီးတော့ထိုးတာအားလုံးပေါင်းရောက်တရားကြောပါတယ်စစ်ခွေးတွေပြည်သူတွေကိုတရွာရောက်တိုင်းနောက်တရွာကိုကူးဖို့လမ်းပြအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေတယ်ရိုက်နှက်တာကတော့ခံရတာပေါ့ခွေးစစ်ကြောင်းကိုတိုက်ခိုက်တာကတော့၃កောင်လောက်တော့အနည်းဆုံးသေသွားတယ်လို့ People Defense Force နတ်မောက်ကတာဝန်ရှိသူကရှင်းပြထားပါတယ် ၎င်းတိုက်ခိုက်မှုကို People Defense Force နမ်မောင်အမတ်900နဲ့တိုက်ရင်နဲ့ကျွတ်တဲ့တိုက်ရင်တို့ကပူးပေါင်းလုဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ American ကိုတင်ပို့မယ်မြန်မာထုတ်ကုန်များကိုအခွန်40ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပြီးတော့ အခွန်ရှောင်ပါကအခွန်ရာဂိုင်နှုန်းတွေထပ်တိုးသွားမှာဖြစ်တယ်လို့ American သမ္မတ Trump ကအကြမ်းဖက်စစ်ခွေးမင်းအွန်လိုင်းထံကိုစာရေးသားပေးဖို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့ကစစ်ခွေးမင်းအွန်လိုင်းအပါအဝင်ထိုင်းမလေးရှားလာအိုအင်ဒိုနီးရှားဂျပန်တောင်ကိုရီးယားကမ္ဘောဒီးယားအပါအဝင် နိုင်ငံများကခေါင်းဆောင်များထံကိုလိမ့်မှုပြီးတော့ American သမ္မတ Trump ကအခုလိုမျိုးစာရေးသားပေးဖို့က American ကိုတင်ဖို့တဲ့ထုတ်ကုန်များအပေါ် အခွန်တုံးမြင့်ကောက်ခံမှဖြစ်ကြောင်းအကြောင်းကြားလိုက်ခြင်းဖြစ်တယ်လို့သိရပါဗါးလာမယ့်ဩဂတ်လ၁ရက်နေ့ကစတင်ပြီးတော့မြန်မာနိုင်ငံကနေအမေရိကန်ကိုတင်ပို့မဲ့ထုတ်ကုန်များကိုအခွန်ငွေ40ရာခိုင်နှုန်းကောက်ခံသွားမှဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်အခွန်ရှောင်ရန်မြန်မာထုတ်ကုန်များကိုအခြားနိုင်ငံများကနေတဆင့်တင်ပို့ခြင်းများလှုပ်ဆောင်မှာကထပ်မံပြီးတော့အခွန်တွေကိုတိုးမြင့်သွားမှဖြစ်ကြောင်းဇွန်လ9ရက်နေ့ကပေးပို့တယ်အမေရိကန်သမ္မတထရန့်ရဲ့စာမှာရေးသားဖော်ပြထားပါတယ် မြန်မာကုမ္ပဏီများအနေနဲ့အမေရိကန်မှာလာရောက်ပြီးတော့တိဆောက်ရင်းနှီးမြှုပ်နှံပြီးကုန်များထုတ်လုပ်မယ်ဆိုပါကမိသည့်အခွန်မှကောက်ခံမှာမဟုတ်ကြောင်းအမေရိကန်သမ္မတထရန့်ကပြောဆိုလိုက်ပါတယ်အချမ်းဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ကမေလ၈ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့မှာ RT သတင်းဌာနနဲ့အင်တာဗျူးမှာ အမေရိကန်ကမြန်မာထုတ်ကုန်များအပေါ်အခွန်ငွေတုံးမြင့်မှုဟာမဖြစ်သင့်ကြောင်းအမေရိကန်နဲ့မြန်မာတို့ကြားမှာကုန်သွယ်ရေးဟာကြီးမားစွာမရှိတော့လေအမေရိကန်ကတွင်းကုန်များအပေါ်အခွန်တိုးကောက်မှုဟာမဖြစ်သင့်ကြောင်းစစ်ခွေးခေါင်းဆောင်မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်ကျွန်တော်တို့နဲ့အမေရိကန်တွေကကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လေတိတ်ပြီးတော့ကြီးကြီးမားမားမရှိပါဘူး2021ခုနှစ်လောက်ကစပြီးတော့2025ခုနှစ်အထိကျွန်တော်ဒေါ်လာတန်း900လောက်ကိုပဲကုန်သွယ်မှုရှိပါတယ်တနည်းကိုဒေါ်လာတန်း800ကျော်ကျော်လောက်ကုန်သွယ်မှုရှိတယ်လို့ပြောရပါလိမ့်မယ် တချို့နှစ်တွေမှာတော့ကျွန်တော်တို့ဘက်ကပို့တာတွေများပြီးတော့တချို့နှစ်တွေမှာလည်းအမေရိကန်ကပို့တာတွေများပါတယ်သူတို့အခွန်ကောက်တာကကျွန်တော်တို့တနိုင်ငံတည်းမဟုတ်ပါဘူးတခြားသူတို့ရဲ့မိတ်ဆွေနိုင်ငံတွေကိုလည်းတချို့လည်းအခွန်ကောက်တာတွေရှိပါတယ်တရုတ်နိုင်ငံအပေါ်လည်းတော်တော်လေးကိုကောက်တာတွေတွေ့နေရတယ်အဲ့ဒီတော့ကျွန်တော်တို့လိုဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့အခွန်တိုးကောက်တာတော့မလုပ်သင့်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်ဒီလိုမျိုးသူတို့ဘက်ကကုန်သွယ်ရေးလုံငွေပြလို့တခြားနိုင်ငံတွေအပါအဝင်ပေါ့လေအခွန်တွေတိုးကောက်တယ်လို့သိရပါတယ် အမှန်ကတော့မကောက်တယ်မို့လို့ကျွန်တော်ကတော့ယူဆပါတယ်ဘာလို့ကောက်လဲဆိုတာကိုတော့ကျွန်တော်တို့လည်းအသေးစိတ်ပြန်ပြီးစဉ်းစားဖို့လိုတာပေါ့လို့စစ်ခွေးမင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်အမေရိကန်ကမြန်မာထုတ်ကုန်များကိုအခွန်ငွေ40ရာခိုင်နှုန်းလာအိုထုတ်ကုန်များကိုအခွန်40ရာခိုင်နှုန်းကမ်ဘောဒီးယားထုတ်ကုန်များကိုအခွန်36ရာခိုင်နှုန်းဘင်္ဂလားဒေ့ရှ်ထုတ်ကုန်များကို36ရာခိုင်နှုန်းအင်ဒိုနီးရှားထုတ်ကုန်များကိုအခွန်32ရာခိုင်နှုန်းမလေးရှားထုတ်ကုန်များကိုအခွန်ငွေ25ရာခိုင်နှုန်း ထိုင်းနိုင်ငံထုတ်ကုန်များကိုအခွန်36ရာခိုင်နှုန်းစသဖြင့်တိုးမြင့်ကောက်ခံလိုက်ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခမောင်းဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတာဂေတမြို့နယ်မှာစစ်မှုထမ်းရမယ့်လူငယ်များဟာပြည်ပနဲ့ရဝေးဒေသများကိုရောက်ရှိနေပါကလူစားထိုးပေးရမယ်ဆိုပြီးတော့မိမဆွေမျိုးများကိုတာဂေတမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌကျော်သူဆိုတဲ့ကောင်က ဖိအားပေးချင်းချောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဇွန်လိုင်လအတွင်းမှာဖွင့်လှစ်မယ်။စစ်မှုထမ်းအပတ်စဉ်25အတွက်တာဂီတာမျိုးနယ်အတွင်းမှာရှိတဲ့ရက်ကွက်များကအသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များကိုမျိုးနယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကစင်ခေါ်နေရာပြည်ပရောက်နေတဲ့လူငယ်များကိုပါစင်ခေါ်နေတယ်လို့သိရပါတယ်။ပြည်ပရောက်နေတဲ့လူငယ်များရဲ့မိဘဆွေမျိုးများကမျိုးနယ်စီမံအုပ်ချုပ်ရေးရုံးကိုတွားရောက်ပြီးတော့ဖြေရှင်းတော်လဲမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြော်သူဆိုတဲ့ကောင်ကမဖြစ်မနေလူစားထိုးပေးရမယ်ဆိုပြီးတော့ဖိအားပေးချင်းချောင်းနေတယ်လို့ပြောပါတယ်။၎င်းစင်းနဲ့ကြည့်ပြီးတော့ကိုခေါ်တာပြီးပါရောက်နေတဲ့လူငယ်တွေကိုပါအပတ်စဉ်15မှာဆွေးမုတ်ထမ်းရမယ်ဆိုပြီးတော့ခေါ်နေတယ်။ကာယကံရှင်ကနိုင်ငံသားရောက်နေရင်ပဲဖြစ်စေရဝေးခီးရောက်နေရင်ပဲဖြစ်ဖြစ်မဖြစ်မနေလူစားထိုးပေးရမယ်တဲ့။လူစားထိုးပေးဖို့ကကိုယ်ဆွေမျိုးတွေကပဲဖြစ်ဖြစ်ဒါမှမဟုတ်အခြားလူတဦးကိုပဲလူစားထိုးခိုင်းပါတယ်လူစားထိုးပေမဲ့လေကာယကံရှင်ကနောက်ထပ်စစ်မှုထမ်းအပတ်စဉ်ဒီမှာစစ်မှုထမ်းဖို့အလက်ပြန်ရောက်လာမယ်တဲ့ အဲ့ဒါကိုတော့မဖြစ်မနေလုပ်ပေးဖို့မိဘဆွေမျိုးတွေကဝန်ခံကလေးလက်မှတ်ရေးထိုးခိုင်းနေမလုပ်ပေးရင်ပြည်သူစစ်မှုထမ်းဥပဒေကိုချိုးဖောက်မှုနဲ့ထောင်ဒဏ်ချမှတ်အရေးယူခံရမယ်လို့သိရှိကြောင်းလက်မှတ်ရေးထိုးခိုင်းနေတယ်လို့တာကေတာမြို့နယ်ကမိဘတို့ကရှင်းပြထားပါဗါဒါအပြင်တာကေတာမြို့နယ်အုတ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျော်သူဆိုတဲ့ကောင်ကရက်ွက်အုတ်ချုပ်ရေးအဖွဲ့များနဲ့ပြူစောတိများကိုမြို့နယ်အတွင်းကနေပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခိုင်းမှုများလှုပ်ဆောင်နေတယ်လို့သိရပါဗါ ခိုးမှုရိုက်မှုနဲ့လူရမှုများကျူးလွန်နေတဲ့ဒူတွေတဲကစစ်မှုထမ်းရမယ့်အသက်အရွယ်အကျုံးဝင်နေတဲ့လူဆိုးများကိုလည်းစစ်မှုထမ်းခိုင်းနေတယ်လို့သိရပါဗျ။ဥက္ကဋ္ဌကြော်သူဆိုတဲ့ခွေးကရက်ကွက်ထဲကလူငယ်တွေကိုအကြောင်းမျိုးစုံပြပြီးတော့ဖမ်းခိုင်းနေ။နောက်ပြီးတော့စစ်မှုထမ်းလိုအပ်တဲ့အခြားမျိုးနယ်တွေကိုလူတယောက်ကို380ကနေ300နဲ့ပြန်ရောင်းနေတယ်။ကပိုက်နိုင်ခိုးမှုလူရမှုတွေမှာပါတဲ့တရားခဏတွေတဲကလူငယ်တွေကိုလည်းစစ်မှုထမ်းနဲ့ဒီကောင်ကပုတ်နေတာလို့ ပါကိတကပြည်သူတို့ကပြောပြထားပါတယ်။ဒါအပြင်မြို့နယ်အုပ်ချုပ်ရေးဥက္ကဋ္ဌကျော်သူဆိုတဲ့ကောင်ကတာကိတကလူမိုက်တွေဖြစ်တဲ့ဝင်းထုတ်ဝင်းတင်လင်းထိုက်အပါအဝင်လူမိုက်များကိုလက်သက်မွေးကစစ်မှုထမ်းခြင်းကောက်ခံခိုင်းခြင်းပေါ်တာဆွဲမှုများကိုလည်းပေါ်ပေါ်တင်တင်လှုံ့ဆော်ခိုင်းနေတယ်လို့သိရပါတယ်။ original gangster ရိုက်တဲ့စောက်ပေါ်တွေဖြစ်တဲ့ယုံလေးတို့ထူးခြားတို့အဖွဲ့တွေအဖေးခေါ်နေတဲ့တာဂေတာကဝင်းထုတ်ဝင်းတဲ့တင်းလင်းထိုက်တို့အပေါင်းအပါတွေက ခိုင်ရွှေဝါကစပြီးတော့တာဂီတာမျိုးနဲ့ရက်ွက်တိုင်းလိုလိုကတအိမ်ကိုဘလောက်ဆိုပြီးတော့အနူနီးနဲ့ရောအချမ်းနီးနဲ့ရောအလူခံတလိုလိုချင်းချောက်တလိုလိုသရောင်းစားလိုလိုတောင်းနေပါတယ်ဝင်းတို့ဝင်းကလူပါအဝဆုံးပဲလူမိုက်နေမျိုးအောင်အရှင်းလင်းခံရပြီး ငိန်သွားရကနေပြီးတော့အခုလိုငွေတောင်းစစ်မှုထမ်းစက်ကြီးတွေကောက်နေတယ်ပြီးရင်မြို့နယ်ဥက္ကဋ္ဌကိုဂါတယ်မြို့နယ်ဥက္ကဋ္ဌကလည်းတာဂေတကလူမိုက်တွေကိုလက်သက်မွေးပြီးတော့သူလှုပ်ချင်တာဖြစ်ချင်တာတွေကိုအကုန်လှုပ်ခိုင်းနေတာလို့တာဂေတကလူမိုက်ဝင်းထုတ်ဝင်းနေတင်လင်းထိုက်တို့ရဲ့အနိုင်ကျင့်ငွေကြေးကောက်ခံမှုကိုခံနေရတဲ့စိုက်ပန်ရှင်တို့ကပြောပြထားပါတယ်တာဂေတမြို့နယ်မှာရက်ွက်ပေါင်း16ရက်ွက်ရှိပြီးတော့လာစဉ်စစ်မှုထမ်းခိုင်းရန်လူငယ်များကိုအများဆုံးရှာဖွေပေးနေတဲ့မြို့နယ်တစ်ခုဖြစ်တယ်လို့သိရပါတယ်လာစဉ်စစ်မှုထမ်းလူငယ်အ ਨੇ စုံ150ကနေပြီးတော့200ဦးကြာ ဖန်စီစိတ်ခေါ်ခေါ်ဆောင်ခြင်းခံရရတယ်လို့ဒေတာကံပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်နိုင်ရကန်တောင်ဘူဟာဂုံကနေထွက်ပြေးလာတဲ့စစ်မှုရန်တပ်သားတဲ့နှစ်ဦးကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့မှာနိုင်ရကန်တောင်ဘူဟာဂုံငဖဲရေဒါထိန်းချုပ်ရေးပင်မစခန်းကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကိုပြည်သူ့လွတ်လပ်ရေးတပ်မတော် PIA ကတော်လိုင်းရဲဘော်များက အရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရမိတဲ့စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးထံကနေပြီးတော့အင်နာက၄လုံး၊လက်ပြဘုံ၃လုံး၊ MA1 တနက်တလက်၊ MA3 တနက်တလက်၊ကြီပောက်9ခု5.56 G 280တောင်းစစ်အုပ်ထုပ်တလုံး equipment တစ်ခုတော့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။အခုလို့ဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးမန်းများကိုစစ်တုံးမန်းဥတွေနဲ့အညီလုံခြုံစွာထိန်းသိမ်းထားတယ်လို့ပြောပါတယ်။၎င်းတို့နှစ်ဦးဟာ အရမစစ်မှုထမ်းရန်စူဆောင်းခြင်းခံရသူများဖြစ်ပြီးတော့နေပြည်တော်ရမဲအတင်းလေးချင်ရေးတင်းတန်းကျောင်းများကတင်းတန်းစင်းကနေရီကန်ဗျူဟာဂုံးကိုပို့ဆောင်ခံရသူများဖြစ်တယ်လို့သိရပါတယ်။ဖမ်းမိတဲ့နှစ်ဦးစလုံးကတော့ဇွန်လ30ရက်နေ့မှာဖမ်းမိတာပါ။နေရီကန်ဗျူဟာဂုံးအနီးနားမှာပါ။ဖမ်းစီရမိသူနှစ်ဦးကနေပြည်တော်နဲ့ ်ရမဲသေးအမတ်၃လေ့ကျင့်ရေးသင်တန်းကျောင်းကပါနှစ်ဦးစလုံးကစစ်မှုထမ်းအပတ်စဉ်၅ခါလို့ပြောပါတယ်သူတို့နှစ်ယောက်စလုံးကဧရာဝတီတိုင်းကပါအာဓမစစ်မှုထမ်းဖို့ပေါ်တာဆွဲခံရရင်ကျွန်တော်တို့နဲ့ဆက်သွယ်ပြီးပြည်သူရင်ဝင်ကိုအမြန်ဆုံးလာရောက်ခိုးလုံဖို့ပြောချင်ပါတယ်လို့ People Independence Army ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အာဓမစစ်မှုထမ်းရန်စူဆောင်းခံရတဲ့စစ်မှုထမ်းတပ်သားတဲ့များအနေနဲ့တိုက်ပွဲအတွင်းကိုပို့ဆောင်ခြင်းခံရပါက PIO PIA ထံကိုဆက်သွယ်ပြီးတော့အကူအညီတောင်းခံနိုင်တယ်လို့ပြောဆိုထားပါတယ်။ အထမစစ်သားဖြစ်တဲ့စူဆောင်းခံရသူများအနေနဲ့လည်း PIO PIA ကိုဆက်သွယ်ချိတ်ဆက်ပြီးတော့ပြည်သူရင်ခွင်ကိုနားခိုဝင်ရောက်နိုင်ပါတယ်လို့အတိပေးကြေညာနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင် နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်ဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ